င်္ဂါသားသမီးများအတွက်ကို1389ခုနှစ်အတွက်ဟောပြောပြီးမှဖြစ်ပါတယ်အလုံးမဲမင်္ဂလာပါခင်ဗျာ1389ခုနှစ်ကောဇာတက္ကရ1389ခုနှစ်မှာဣရင်လက္ခဏာပညာသူတည်သည် ဆရာကြီးဦးမြတ်ဆံမရွှေညာမြေ channel မှာတစ်ဆင့်အင်္ဂါသားသမီးများအတွက်ကို1389ခုနှစ်အတွက်ဟောပြောပြီးမှဖြစ်ပါတယ်1389ခုနှစ်မှာအင်္ဂါသားသမီးများဟာတိုက်အိမ်မှာကြပါတယ်ခင်ဗျမာဘုတ်ပညာမှာတိုက်အိမ်ဆိုတဲ့သဘောကပိတ်လောင်ခြင်းသဘောဘဝကိုစိုးမိုးတဲ့သဘောပြပါတယ်ခင်ဗျ ညင်ဝှက်လှောက်ရှားတဲ့သဘောလည်းရှိပါတယ်လုံကျုံနဲ့စိတ်ဆက်တယ်နောက်ဆက်စုတယ်ပေါ့ဗျာအဲ့တော့စူဆောင်းတဲ့သဘောကိုလည်းပြပါတယ်ခင်ဗျာနော်အကြောင်းမလို့ကျွန်တော်တို့ဘာဘောပညာမှာပိုက်ဆိုရင်လက်ကိုယ်တာပိုက်ထားပါမျက်နှိုးကြွယ်ွားကောင်းစရာရည်လို့တော့ပြောကြတာပေါ့ဗျာအဲ့တော့အဲ့တော့တိုက်ွားနိုင်စားလို့မကုန်ဘူးလို့လဲအချို့ကပြောကြတယ်ဗျနော်နောက်တစ်ခုကကျွန်တော်တို့ပြီးခဲ့တဲ့ဘက်က အင်္ဂါသားသမီးများအတွက်ကိုပေါ်တန်းလေးမလာဘူးလားဆိုလို့ပြည်ရင်လက္ခဏာဆရာဦးမြတ်ဆန်းနေပြီးတော့အင်္ဂါသားသမီးများအတွက်ကိုအခုလိုဟောပြောပေးခြင်းလည်းဖြစ်ပါတယ်။ရွှေညာမြေ channel ကိုစောင့်မျှော်ကြည့်ရှုနေတဲ့ဤဝပြည်သူများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရွှေညာမြေ channel မှာတစ်ဆင့်ဤရင်လက္ခဏာပညာဆရာဦးမြတ်ဆန်းမှာ ခုနှစ်နှစ်ခုနှစ်နှစ်သားသမီးများအတွက်ကိုအပတ်စဉ်တောက်လျှောက်ပေါ်ပြောပြပါဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တို့အင်္ဂါသားသမီးများအတွက်ကတော့1389ခုနှစ်မှာတော့တိုက်အိမ်မှာကြပါတယ်ခင်ဗျာအကြောင်မလို့တိုက်ဆိုတဲ့သဘောကလုံကြုံတဲ့သဘောစိတ်ဆက်တဲ့သဘောပိတ်လောင်တဲ့သဘောကိုပြတာဖြစ်တဲ့အတွက်စိတ်တွေလည်းမုန်းညက်နေရပါခင်ဗျာအင်္ဂါဆိုတာစိတ်ကြိုကိုစားပြီးပါတယ်နောက်တဲ့သဘောအရာလေးကြိုကိုစားပြီးပါတယ်ခင်ဗျာ အကြောင်းမလို့အင်္ဂါသားသမီးများကတော့လေကဲ့သို့လင်းလင်းမြန်မြန်လုံးပြီပဲဆိုလို့ရှိရင်အရာရာလွဲကြောင်မှုတွေဖြစ်စေတတ်ပါတယ်စိတ်မြန်ကိုမြန်လုံးလို့မရပါဘူးပေါင်းတော့ကိုကအချင်းကျက်လို့ခေါ်တဲ့ပိတ်လောင်ခြင်းကိုခံထားရတဲ့နှစ်ဖြစ်တဲ့အတွက်ကိုလှုပ်ချင်တိုင်းလှုပ်လို့မရပါဘူးခင်ဗျနောက်စူမီဆောင်းမိရာရှိလို့ရှိရင်လဲတိုးတိုးတိတ်တိတ်ကလေးနဲ့လှုပ်စီခြင်းပါတယ်နောက်ကိုစူဆောင်းထားတဲ့အတိုင်းလဲကြွယ်ဝချမ်းသာမှုတွေရရှိတတ်ပါတယ်အင်္ဂါသားသမီးများက ဟလာအင်္ဂါလူမျိုးဒေါသကိုမဟုတ်မကန်ခုံးတော့ပြန်ဆိုတဲ့ကဲ့သို့အင်္ဂါလူမျိုးတွေဟာအင်္ဂါသားသမီးတွေဟာအကောင်သင်္ကေတအရာ ပြောမယ်ဆိုရင်ချင်းသေးဖြစ်တာဖြစ်တဲ့အတွက်ဟောက်ချင်တာမဲ့ညင်တာလည်းအင်မတန်များပါတယ်ခင်ဗျအင်္ဂါသားသမီးများရဲ့ဟာဆရာလှုပ်ချင်တယ်ဘိုးလှုပ်ချင်တယ်ပေါ့ဗျာနောက်နည်းနည်းရှိတာများများရှိတယ်လို့လည်းအထင်ပြေကြောင်သူကဟန်ဆောင်ညီနဲ့သဘောကိုပြပါတယ်ခင်ဗျအဲကြောင့်မလို့ဒီနှစ်ကတော့ကိုယ့်ရှိတာကိုများများရှိရင်တော့ နည်းနည်းရှိတယ်လို့သတ်မှတ်ပါဘာဖြစ်လို့လဲဆိုတော့ကျတော့ကျွန်တော်တို့ကက်တရဆိုင်တာဖြစ်တဲ့အတွက်ခေကာလအခြေအနေရောက်ကျွန်တော်တို့ပြောပြခြင်းဖြစ်ပါတယ်1389ခုနှစ်ကောတာမှာလဲအင်္ဂါသားသမီးကတိုက်ကြုံမှာဖြစ်တဲ့ဖြစ်တဲ့အတွက်မမျော်လင့်မဲနဲ့ဥစ္စာပစ္စည်းတွေလည်းရရှိတတ်ပါတယ်နောက်ဝိဇ္ဇာကဲ့သို့သောပုဂ္ဂိုလ်များရဲ့ကုညီခြင်းမာသာခြင်းလည်းရရှိတတ်ပါတယ်ဘိုးတော်တွေမယ်တော်တွေရဲ့ကုညီခြင်းလည်းရရှိတတ်ပါတယ်ခင်ဗျကိုယ်စိတ်ကိုယ်တော့ထိန်းချုပ်ဖို့အင်မတန်အရေးကြီးပါတယ် တည်တည်ငြိမ်ငြိမ်နဲ့အကျန့်စီတွေကိုကြီးကြီးမားမားထားပါ။နောက်ကို့မှာရှိတဲ့စီးစင်ဥစ္စာများကိုလည်းသိသိထားပါခင်ဗျ။နောက်ကို့စိတ်ကိုလည်းထိန်းချုပ်ပေးရပါမယ်။မွန်းကြက်တယ်ဆိုပြီးတော့လည်းဘာတစ်ခုမှထင်းထင်းပေါ်ပေါ်နဲ့တုံးတာဖြုံးတာမလုပ်ပါနဲ့ခင်ဗျ။နော်။ကိုကတော့ဒီနှစ်ကတော့မြည်သူမဆိုအားလုံးကရုန်းကန်လှုပ်ရှားရမယ်နှစ်ပါ။ကို့ပါတော့ညာလေကို့ရဲ့အပေါင်းအသင်းမိတ်ဆွေများရဲ့ကိုညီချင်းမားတာချင်းကိုလည်းရစီတတ်တဲ့နှစ်လို့လည်းခေါ်ပါတယ်ခင်ဗျ။ နော်ဒါကြောင့်မလို့တန်ရောစင်းလက်ကြီးရောတယ်ဘာသာတရားကိုလည်းအဓိကထားပြီးတော့လိုရမယ်နှစ်ပဲဖြစ်ပါတယ်ခင်ဗျအင်္ဂါသားသမီးများဒီနှစ်ကတော့အင်္ဂါနံနဲ့ပတ်သက်တဲ့စံစီစေစားအလုံးဟာကျွန်တော်တို့အကြက်တဲတွေကြုံပါပါခင်ဗျဒါကြောင့်မလို့အင်္ဂါသားသမီးများလည်းစိတ်နဲ့ပတ်သက်တဲ့ငွန့်ကြက်မှုတွေလည်းကြုံပါလိမ့်မယ်ဒါကြောင့်မလို့1389ခုနှစ်မှာတော့အကြက်တဲကြားကထွန်းပေါက်ပြီးတော့ရောက်ရှိမဲ့နေဖြစ်ပါတယ်ခင်ဗျကိုယ့်ရဲ့ပိုးဆိုးတာက အင်္ဂါရဲ့အညွန့်ကြုံဖြစ်တဲ့ပုဒ္ဓဘူးကမရဏကြုံမှာရှိနေကြဖြစ်တဲ့အတွက်အညွန့်လည်းသေးတယ်လို့သတ်မှတ်ပါတယ်ခင်ဗျကိုယ့်ရဲ့မဲကျူကအဓိပတိကျူဖြစ်တဲ့အတွက်ကြာတာပတိအဓိပတိကျူဖြစ်တဲ့အတွက်ကံဒီလည်းကောင်းပါမယ်ဉာဏ်ပညာနဲ့ရှင်ပြီးတော့အလုပ်လုပ်ပါခင်ဗျနော်ဒါကြောင့်မလို့အင်္ဂါသားသမီးများဒီနှစ်1389ခုနှစ်မှာတော့မမျော်လင့်သောစည်းစိမ်ဥစ္စာတွေရရှိတတ်တယ်အမွေအနှစ်တွေရရှိတတ်တယ်ဝိဇ္ဇာကဲ့သို့သောပုဂ္ဂိုလ်များစောင့်ရှောက်ခြင်း ဘိုးတော်မေတော်များရဲ့ကူညီခြင်းကြောင့်ဟလာစိုင်းကော်လို့ခြုံပေါ်ရောက်မဲ့နှစ်ပါခင်ဗျအဲကြောင့်မလို့အင်္ဂါသားသမီးများကတော့အထူးကံကောင်းမဲ့နှစ်လို့ပြောလို့ရပါတယ်မနှစ်ကတော့ဟေအင်္ဂါသားသမီးတွေဒုက္ခရောက်လိုက်တာရောက်မှာဗောအင်္ဂါမရဏကျူ1389ခုနှစ်ကောသာမှာတော့အင်္ဂါသားသမီးများတိုက်ကျူဖြစ်တဲ့အတွက်တိုက်ဆိုရင် လက်ကိုယ်တာပိုက်တာပါတဲ့မြတ်နိုးကျော်ကကောင်းစရာကြီးရဲ့နော်အဲကြောင့်မလို့အားပဲပြောပြောဒီနှစ်ကတော့ မိမိရဲ့ကံတရားရဲ့အလှည့်ပြောင်းကြမှာကံအကောင်းတွေလာပြီလို့ပဲသတ်မှတ်ပါခင်ဗျအပူတော့ကတွေငြိမ်းမှဖြစ်ပါတယ်အကြောင်းမလို့1389ခုနှစ်မှာဘုရားတရားတန်ကမိဘဆရာသမားအနန္ဒောနာငါးပါးကိုအမြဲဥဒိတ်ထားပြီးတော့ဘာသာတရားတွေများများလုပ်ပါတိုက်ဆက်တို့ပဋ္ဌာန်းဆက်တို့ရဲ့ကုညီခြင်းလည်းရပါမယ်အကြောင်းမလို့ဘုရားတရားများများလုပ်ပါခင်ဗျကကြီးသုံးပါးဆိုင်တဲ့ကာလမှာဖြစ်တဲ့အတွက်အားလုံးသော ပုဂ္ဂိုလ်များတို့ဒီလည်း ။ကုညီချင်းမာတာချင်းတွေကြုံနေအောင်ဘာသာရေးကိုများများလုပ်ပါခင်ဗျ။အင်္ဂါသားသမီးများတော့ဒီတဲ့ရဲ့ကောတာမှာဇီးရိုလေးနဲ့ဆွတော့ကပ်ပြီးပါ။ဒါကံကောင်းချင်းလေးဖြစ်စေတတ်ပါတယ်။ကိုယ့်ရဲ့မွေးနံတောင်းဟာရေသက်စီလေးလှူပေးပါခင်ဗျ။နော်အကောင်းဆုံးဓာတ်ရည်ရည်ရည်လေးတွေလှုပ်ပေးပါ။အရာတရားလည်းများများလှုပ်ပေးပါခင်ဗျ။အကြောင်းမလို့ကောင်းကျိုးလိုရာဆန္ဒကိုရရှိတတ်တဲ့နှစ်ပါခင်ဗျ။အကြောင်းမလို့1389ခုနှစ်ဘောဓာတက္ကရမှာကံကောင်းခြင်းတွေဖြစ်မဲ့ နှစ်တည်တဲ့မှာပါတာဖြစ်တဲ့အတွက်ဒီနှစ်ရဲ့ကောသာမှာတော့အရာတရားတန်ခါမိဘဆရာသမားအနန္တောနန္ဒငါးပါးကိုဥဒိတ်ထားပြီးတော့လူချင်းတန်းချင်းပေးချင်းကန်းချင်းနဲ့သာသနာပြုခြင်းများကိုလုပ်ပြီးသာသနာအကျိုးဘာသာအကျိုးတည်ဖို့ရွတ်ဆောင်နိုင်သောမိသားစုအိမ်သားစုများဖြစ်ကြပါစေလို့စုမုံကောင်တောင်းရင်ဒီရင်လက္ခဏာပညာချင်းဆရာကြီးဥမြတ်ဆံမှရွှေညာမြေခြံထဲမှာတစ်ဆင့်ဆုတောင်းမြတ်တာပို့တာပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်